မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပြပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကိုကိုကျွန်းမှာတရုတ်တပ်တွေဖြန့်ကျက်ထားတာမရှိဘူးလို့အိန္ဒိယကိုစစ်ကောင်စီအာမခံထားကျွန်းပေါ်ကိုအိန္ဒိယရေတပ်ကတွားရောက်စုံစမ်းခွင့်ရရေးတောင်းဆိုချက်ကိုစစ်ကောင်စီလက်မခံဘူးဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်ကိုကိုကျွန်းကိုအမေရိကန်သမ္မတထရန့်လေးစိတ်ဝင်စားနေကြောင်းသတင်းများထွက်ပေါ်နေပါတယ်။ကိုကိုကျွန်းမှာတရုတ်တပ်တွေဖြန့်ကျက်ထားတယ်ဆိုတာလုံးဝမဟုတ်ကြောင်းမြန်မာစစ်တပ်ကအိန္ဒိယကိုအာမခံခဲ့တယ်လို့သိရပါတယ်။ ကြပါမယ်နေပြီးတော့မှရှိတဲ့စစ်ကောင်စီရဲ့အာဏာပိုင်တွေကကိုကိုကျွန်းပေါ်အိန္ဒိယရေတပ်ရဲ့လေလာရေးအဖွဲ့တစ်ခုသွားရောက်ပြီးအခြေအနေကိုအတည်ပြုခွင့်ရဖို့အိန္ဒိယအစိုးရစီကတောင်းဆိုထားမှုကိုတော့လိုက်ရောမှုမရှိသေးဘူးလို့အိန္ဒိယမီဒီယာတွေကဖော်ပြခဲ့ပါတယ်ဘင်္ဂလားပင်လယ်အော်ထဲမှာတည်ရှိနေတဲ့ကိုကိုကျွန်းဟာအိန္ဒိယပိုင်လမ်းဖော်ကျွန်းနဲ့မိုင်တရာနီးပါးတာဝေးပါတယ်ပြီးခဲ့တဲ့လတုန်းကစစ်ကောင်စီဟာဧည့်သည်အိန္ဒိယကာကွယ်ရေးဖွဲ့ကြီးရာဂျက်ကူမာစင်ကို ခုကိုချွန်းမှာတရုတ်စစ်တပ်ဖြန့်ကျက်မှုလုံးဝမရှိဘူးဆိုတော့ကိုအခိုင်အမာအမခန့်ပြောဆိုခဲ့တယ်လို့အိန္ဒိယသတင်းဌာနဖြစ်တဲ့ Hindustan Times သတင်းစာကဆိုပါတယ်တရုတ်ဟာဒေတာရင်းပြိုင်ပတ်တရုတ်ကနိုင်ငံကမ်းလွန်ရေပြင်တဝိုက်မှာအခြေစိုက်စခန်းတွေရေဒါစခန်းတွေတိစောက်မှာကိုအထူးစိုးရိမ်နေပါတယ်တရုတ်ဟာစစ်ကောင်စီနဲ့အရန်နီးကပ်တဲ့ဆက်ဆံရေးရှိနေပြီးအနာသိမှုနောက်ပိုင်းစစ်ကောင်စီကိုငွေကြေးတန်တမာရေးအကူအညီတွေပေးနေခဲ့ပါတယ် စင်ဟာစက်တင်ဘာလကုန်ပိုင်းတုန်းကအစည်းအဝေးတစ်ခုတက်ရောက်ဖို့နေပြီးတော့ကိုသွားရောက်ခဲ့ပြီးမြန်မာစစ်တပ်ရဲ့ဗိုလ်ချုပ်ကျော်ကိုထိုက်အပါအဝင်အရာရှိတွေနဲ့တွေ့ဆုံခဲ့ပါတယ်။စစ်ကောင်စီကကိုကိုချုံးမှတရုတ်ရဲ့အစည်းအဝေးခြေဆိုင်မှုလုံးဝမရှိပါဘူးလို့စင်ကိုပြောခဲ့ပေမဲ့လည်းအိန္ဒိယရေတပ်ကသွားရောက်စုံစမ်းခွင့်အရာရေးတောင်းဆိုချက်ကိုတော့လက်မခံခဲ့ဘူးလို့သိရပါတယ်။ကိုကိုချုံးမှသာတရုတ်ကရေဒါစနစ်တွေတပ်ဆင်အခြေဆိုင်ခွင့်ရှားခဲ့မယ်ဆိုရင်ဒေတာတွင်ကအိန္ဒိယရေတပ်လှုပ်ရှားမှုတွေ ဒရုန်းကြီးစမ်းသပ်မှုတွေကိုထိထိရောက်ရောက်ခြေရခန့်ထောက်လန်းနိုင်စွမ်းရှိနေမှာကိုအိန္ဒိယကစိုးရိမ်နေတာဖြစ်ပါတယ်။ခုခုချုံမှာတရုတ်စစ်တပ်တွေရှိနေတယ်ဆိုတာကိုအိန္ဒိယအနေနဲ့အတိအကျတည်ပြနိုင်တာမျိုးမရှိပေမယ့်ဂျိုရုမှတ်တမ်းတွေအရအဲ့ဒီကျွန်းပေါ်မှာပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းအခြေခံအဆောက်အုံ project တွေတိတိတသားများပြားချဲ့ထွင်လာတယ်လို့တော့မှတ်ချက်ပေးထားပါတယ်။ထောက်လန်းရေးအချက်လက်တွေအရခုခုချုံမှာတည်ယူဖို့ဆောင်ရည်ရှင်တွေအတက်အဆင်းလုံနိုင်မဲ့လေရင်ပြေးလှမ်းတစ်ခုတိုးချက်တည်ဆောက်ထားတယ်လို့ စစ်တီအင်အား1500လောက်ထိဖြန့်ကျက်ထားနိုင်မဲ့တန်လျာတွေအဆောက်အုံတွေတိစောက်ထားတယ်လို့လည်းသိရပါဗျ။ဆက်လက်ပြီးအတုရောင်ရွေးကောက်ပွဲအပေါ်မြန်မာစစ်အုပ်စု၏ထုတ်ပြန်ချက်ကိုမလေးရှားမူဝါဒအဖွဲ့များအပြစ်တင်အာဆီယံကိုအတုံးချခံမဖြစ်စေရန်မလေးရှားအစိုးရကိုတတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အနာသိန်းစေအုပ်စု၏ဝါဒဖြန့်နေချက်နှင့်ပတ်သက်ပြီးမလေးရှားနိုင်ငံသားရွေးဝင်ကြီးဌာနအနေနဲ့စေအုပ်စုရဲ့အတုံးချခံမဖြစ်ဖို့နဲ့ မြမရေးနဲ့ပတ်သက်ပြီးမူအတိုင်းခိုင်ခိုင်မာမာရက်တည်ဖို့မလေးရှားပညာရှင်တွေနဲ့မူဝါဒကျွမ်းကျင်သူတွေကအော်တိုဘာလ17ရက်မှာတိုက်တွန်းလိုက်ပါတယ်။ University Malaya ကဖွဲ့စည်းထားတဲ့မြမအရေးကျွမ်းကျင်သူလေ့လာရေးအဖွဲ့နဲ့မြမအရေးဆိုင်ရာမလေးရှားအကြံပေးအဖွဲ့တို့ကမလေးရှားနိုင်ငံသားယဝင်ကြီးမိုဟာမက်ထာဆန်ရဲ့နေပြည်တော်ခီးစင်အပြီးစေအိုစုရဲ့မြမအလင်းသတင်းစာရဲ့ဖော်ပြချက်အပေါ်စိုးရိမ်မခင်ဖြစ်ကြောင်းပြောဆိုထားတာပါ။ အသွင်ပြဖို့လှုပ်ထားတဲ့လှုပ်လှမ်းမှုတရားမျှတမှုနဲ့အားလုံးပါဝင်မှုရှိတဲ့ရွေးကောက်ပွဲကိုပြုလုပ်ဖို့စစ်အုပ်စုရဲ့အပြင်းထန်ကြိုးပမ်းနေမှုကအတုရောင်သာဖြစ်တယ်လို့ပူရဲထုတ်ပြန်ချက်အတွင်ဖော်ပြထားပါတယ်။မြမအလီရဲ့အော်တိုဘာလ10ရက်နေ့သတင်းထုတ်ပြန်မှုအတွင်မိုဟာမက်ဟာဇန်နဲ့စစ်အုပ်စုကိုယ်စားလှယ်တွေကနိုင်ငံချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးလှုပ်လှက်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ပြင်ဆင်မှုများနိုင်ငံဆက်ဆံရေးပုံမှန်မြင့်တင်ရေးနဲ့ အာဆီယံနှင့်နိုင်ငံတကာနယ်ပယ်တွင်အပြုသဘောဆောင်သောပူးပေါင်းဆောင်ရွက်မှုများပုံမတော်မြင်ရေတို့နှင့်ဆက်လင်း၍ရင်းရင်းနှီးနှီးအမြင့်ချင်းဖလှယ်ကြသည်လို့ဝါဒဖြန့်ဖော်ပြထားတာလည်းဖြစ်ပါတယ်။မြမအရေးကျွမ်းကျင်သူလိလာရေးအဖွဲ့နှင့်မလေးရှားအကြံပေးအဖွဲ့တို့ကမလေးရှားရဲ့နေပြည်တော်နဲ့ထိတွေ့ဆက်ဆံမှုတွေဟာအာဆီယံရဲ့ပုံသဘောတူညီချက်၅ရက်နဲ့အညီလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရင်းနဲ့အကြံဖတ်မှုတွေရပ်တန့်ရေးတို့ကိုဆက်လက်ဦးစားပေးတဲ့အကြောင်းပြောကြားခဲ့ပါတယ်။ ဒါကြောင့်မလေးရှားနိုင်ငံနဲ့နိုင်ငံခြားရေးဝင်ကြီးအနေနဲ့အာဆီယံဥက္ကဋ္ဌတာဝန်ကိုယူထားတဲ့ကာလတလျှောက်လုံးမှာဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရည်နဲ့ပတ်သက်ပြီးမလေးရှားနိုင်ငံရဲ့မူအာဖြင့်ယက်တီချက်ကိုအနာသိန်းစီအုပ်စုကအသုံးချခြင်းသို့မဟုတ်ခွဲမှားစွာကိုးကားဖော်ပြခြင်းမခံရစေဖို့တိုက်တွန်းတယ်လို့၎င်းတို့အဖွဲ့တွေရဲ့ဖူးတွဲထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ကြပြင်မလေးရှားမူဝါဒနဲ့ကျွမ်းကျင်သူအဖွဲ့တွေကစကိုင်းတိုင်းမှာဖြစ်ပွားခဲ့တဲ့အယက်သားများအပေါ်လေကြောင်းပစ်ခတ်တိုက်ခိုက်မှုအပါအဝင် မကြသေးမီကဖြစ်ပွားခဲ့တဲ့မြန်မာပြည်ကအကြမ်းဖက်မှုတွေဟာအာဆီယံရဲ့ငြိမ်းချမ်းရေးဆိုင်ရာဂရီကဝတ်တွေကိုလိုက်နာဖို့အာဏာသိမ်းစစ်ကောင်စီမှရည်ရွယ်ချက်မရှိကြောင်းသက်တည်ပြနေတယ်လို့ဖြစ်တင်ရှုံချခဲ့ပါတယ်။ဘူရက်ပြည်ညာချက်အတွင်မလေးရှားနိုင်ငံအနေနဲ့စစ်ကောင်စီနဲ့တာမကအမျိုးသားညီညွတ်ရေးအစိုးရ NUG လူမျိုးစုတော်လှန်ရေးအဖွဲ့တွေ EOS နဲ့အရက်ဖက်လူအဖွဲ့အစည်းတွေအပါအဝင်ပြည်ပခမှာပါဝင်နေတဲ့အုပ်စုအလုံးနဲ့ဖွဲ့ဝင်လေးလေးထိတွေ့ဆက်ဆံဖို့တောင်းဆိုထားပါတယ်။ ဆက်လက်ပြီးမဲစရင်မပြေဆုံးအချက်လက်ခွဲလွှဲမှုရှိဟုစစ်ကော်မရှင်ဝန်ခံနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စရင်များကြေညာထားရာမဲစရင်မပြေဆုံးမှုအချက်လက်ခွဲလွှဲနေမှုများရှိကြောင်းစစ်ကော်မရှင်လက်အောက်ခံလူဝင်မှုကြီးကြပ်ရေးနှင့်ဖြီးသူအင်အားဝင်ကြီးဌာနဝင်ကြီးဦးမြင့်ကျိုင်ကဝန်ခံပြောဆိုပါတယ်။ရမနီအော်တိုဘာ၁၀ရက်ကနေပြည်တော်တွင်ပြုလုပ်သည့်စစ်ကော်မရှင်၏မြေပြင်ကွင်းစင်စရင်ကောက်ယူကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးတွင် ကောမဒီဥက္ကဋ္ဌလည်းဖြစ်သည့်ဦးမြင့်ချိုင်ကထို့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းယနေ့အောက်တိုဘာ17ရက်ထုတ်စစ်ကော်မရှင်ထိန်းချုပ်သတင်းစာများတွင်ဖော်ပြပါသည်အချို့ဒေတာများ၌မဲစီးမပြည့်စုံမှုအချက်လက်ကွဲလွဲမှုနှင့်လိုအပ်ချက်များအနည်းငယ်ရှိနေသည့်ကိုတွေ့ရှိရပါကြောင်းဦးမြင့်ဆိုင်ကပြောပါရယ်ထို့သောဖြစ်ရခြင်းမှလက်ရှိအတည်ပြုလူဦးရေစရင်တွင်ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့်အကြောင်းအမျိုးမျိုးကြောင့်ရွှေ့ပြောင်းနေထိုင်သူများသည်ပြောင်းရွှေ့နေထိုင်ရာဒေတာတို့အိမ်နောက်စုစရင်ပြောင်းရွှေ့ဝင်ရောက်မှုမရှိသေးသည့်အတွက်ဖြစ်ကြောင်းလည်းအကြောင်းပြပါရယ် မဲစရင်ကွဲလွဲမှုအနေငယ်ရှိနေခြင်းဟုဦးမြင့်ကျိုင်ကဆိုတော်လဲကြံခိုင်ဤပါတီဤပြီးပြီးတော့ကောင်စီနယ်မြေဥက္ကဋ္ဌဘူးလက်လဆွေကမှုစစ်ကော်မရှင်မဲစရင်များတော်တော်များများမှားယွင်းနေခြင်းဖြစ်ပြီးရက်ွက်အုပ်ချုပ်ရေးမှုဤမိသားစုပင်မဲစရင်မှပါကြောင်းထေဆုံးသူနှင့်ပြောင်းရွှေ့သူများသည်လည်းပြန်လည်ပါဝင်နေကြောင်းပြီးခဲ့သည့်အောက်တိုဘာ9ရက်နေ့က၎င်းဤလူမှုကွန်ရက်စာမျက်နှာမှာတဆင့်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်ကျွန်တော်တို့မဲစရင်တွေကတ်ထားတာသွားကြည့်တယ်သွားကြည့်တော့တော်တော်များများလွဲနေတယ်ဘလို့လွဲတာလဲဆို2020တုန်းကမဲစရင်အဟောင်းကြီးတွေလို့ယူဆရတယ် အဲ့ဒါတွေပြန်ကပ်ပေးလိုက်တယ်။အခုအစ်စ်ပြန်ကောက်တဲ့ရက်ကြီးအုတ်ချုပ်ရည်မှုတွေပြန်ကောက်တဲ့စည်ရင်တွေမဟုတ်ဘူး။ခွာတာကတော်တော်ကွာနေတယ်။900မှ300လောက်ကွာနေတယ်။ဒါကတိတ်မကောင်းမှုပေါ့နော်ဟုဘူးလလဆွေကဆိုပါတယ်။စစ်ကော်မရှင်အမဲစည်ရင်နဲ့ပတ်သက်ပြီးဘူးလလဆွေအပြင်အခြားမဲစည်ရင်သွားရောက်ကြည့်ရှုခဲ့သူများမှလည်းမဲစည်များမှားယွင်းနေကြောင်းလူမှုကွန်ရက်တွင်ထောက်ပြပြောဆိုမှုများရှိပါတယ်။ကျမကိုယ်တိုင်ကိုစလေလောင်းရှောက်တော့မင်းစင်းစစ်တာမပါဘူးဖြစ်နေလို့လောက်ဝကမှသွားစစ်တော့ကျမအိမ်အောင်စုစင်းပါပြောက်နေပါတယ် စစ်တော်ပြေးမှပေါ်နေပါတယ်။ကျမကတဲခုံးမျိုးနဲ့စင်းပြီးစွဲမှနေသူကကိုယ်တိုင်လဲအိမ်အောင်စုစီရင်မထွက်ပါဘူး။ပြီးမှလဲမဝင်ထားပါပဲ။ကျမမေစင်းပြောက်နေတာအံ့ဩစရာပါဘူး။ပြည်တော်စုငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးပါတီ UPUP ဥက္ကဋ္ဌဒေါ်စောယူမာက၎င်း၏လူမှုကွန်ရက်တွင်အောက်တိုဘာ9ရက်နေ့ကရေးသားထားပါတယ်။အဲ့ဒီကကျမတွေမဟုတ်ပဲကျမနဲ့ပါတဲ့သူတွေစစ်တဲ့အခါတယောက်ကဗထောင်ရောက်နေတယ်။တယောက်ကသုံးမျိုးနဲ့မှပေါ်နေတယ်တယောက်ကရန်ကုန်ရောက်နေတယ်အဲ့လိုအမှားတွေဖြစ်နေပါတယ်ဟုလည်းပြောပါတယ် မဲစရင်မှားယွင်းမှုများထုတ်ဖော်ပြောဆိုခံရပြီးတဲ့နောက်လက်ရှိတွင်စစ်ကောမရှင်၏ပထမအကြိမ်မဲဆန္ဒရှင်စရင်ကိုစက်တင်ဘာ30ရက်နေ့မှအောက်တိုဘာလ23ရက်နေ့အထိကျင်းညာမည်ဖြစ်ပြီးတတ်မှတ်ထားရမှအောက်တိုဘာ20ရက်နေ့အထိမဲစရင်ကျင်းညာထားမည်ရက်ကိုထပ်မံတိုးမြင်ခဲ့ပါသည်။တပ်ဖက်တွင်လည်းစစ်ကောမရှင်ကမဲစရင်သွားကြည့်ရန်အချက်လက်များမှားယွင်းနေပါကပြင်းစင်လွာတင်သွင်းခြင်းတို့ကိုဆောင်ရွက်ရန်ထုတ်ပြန်နေတော်လေအဆိုပါမဲစရင်များအားသွားရောက်ကြည့်ရှုသူများနှေးပါလျက်ရှိကြောင်းသိရပါသည်။ ဆလပီရေမြို့နယ်ကြောင်းချွာရှိအကြံဖတ်စစ်တပ်၏ခမာယ961တပ်ရင်းကိုရေဘလူအဖွဲ့က60မမလက်နက်ကြီးများဖြင့်ဖိခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်မှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ဝန်ပြည်နယ်ရေမြို့နယ်ကြောင်းချွာရှိအကြံဖတ်စစ်တပ်၏ခမာယ961တပ်ရင်းကို60မမလက်နက်ကြီးများဖြင့်ဖိခတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်းရေဘလူတပ်ဖွဲ့၏တပ်ရင်းမှကသတင်းဌာနကိုပြောကြားပါတယ်။ အော်တိုဘားလ10ရက်နေ့ည9နာရီခန့်တွင်အကြံဖတ်စစ်တပ်၏ခမရ991တိုင်ရင်ကိုရေဘလူးအဖွဲ့က60မမလက်နက်ကြီးများဖြင့်အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ကျွန်တော်တို့မနေ့ကည9နာရီလောက်မှ991တရင်ကို60မမစိန်ပြောင်းလက်နေကြီးနဲ့ဝင်ရောက်ပြစ်ခတ်တယ်။အနီးကပ်ကိုဝင်ရောက်ပြစ်ခတ်တယ်။မီတာတစ်ထောင်အကွာဝေးလောက်ကနေလက်နေကြီးနဲ့ပြစ်တယ်။သူတို့ဘက်ကပြန်လည်တုံ့ပြန်လာခြင်းမရှိဘူး။လေးချက်ပြစ်တာနှစ်ချက်ကွဲတယ်။နှစ်ချက်မကွဲဘူးဟုရေဘလူတပ်ဖွဲ့ဤတရင်မှုကပြောဆိုပါတယ်။ ထိုးထိုးတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အကြံဖက်စစ်တပ်ကရင်းနှီးည၁၂နာရီခန့်တွင်လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တော်လေထိုလိုင်းရဲတပ်ဖွဲ့ဝင်များထိခိုက်မရှိကြောင်းသိရပါတယ်။ကျွန်တော်တို့တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်ည၁၂နာရီလောက်မှာသူတို့ဘက်ခြမ်းကနှစ်ချက်ပြန်ပစ်တဲ့ကျွန်တော်တို့ဘက်ခြမ်းကိုကျွန်တော်တို့ဘက်ကထိခိုက်မှုဘာမှမရှိဘူး။စစ်ခွေးတွေဘက်ကထိခိုက်မှုအတိအကျကိုတော့ကျွန်တော်တို့ဆက်လက်စုံစမ်းနေပါတယ်ဟုရေဘလူတပ်ဖွဲ့ဤတပ်ရင်းမှုကဆက်လက်ပြောဆိုပါတယ်။